မင်္ဂလာပါ DVB ရဲ့ဖက်ချက်စီစဉ်ရနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့စတုံးမျိုးဘုံကျဲခံရတဲ့နေရာဟာ KIA စက်ကြီးကောက်တဲ့နေရာလား PDF တွေကရွှေဘုံမျိုးအောင်မြေဖုံးတော်ကြီးကြောင်းတိုက်ကိုရှော့တိုက်တုံးနဲ့ပစ်ခဲ့သလားပါကစ္စတန်နိုင်ငံရဲ့လွှတ်တော်အစည်းအဝေးကျင်းပနေချိန်မှာတာလီဘန်တွေလက်နက်တွေနဲ့ဝင်စီးသလားဒူယင်းဩဇာဟာတအိမ်ကင်စာပြောက်ပါသလား စတဲ့လက်တလုံးလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိဆက်ပေးတော့မှာဖြစ်ပါတယ်။သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ DVP Fact Check Facebook Page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DVP Fact Check Telegram Channel ကိုလည်း Join ထားနိုင်ပါတယ်။ကျွန်မကတော့တိဆက်သူအိမ်ပါ။စတုံးမျိုးဘုံကျဲခံရတာနဲ့ပတ်သက်ပြီး KIA ဗိုလ်ချုပ်ခွန်မော် တင်ထားတဲ့ post ကို screenshot ရိုက်ပြီး စက်တုံးမှာ KI ရဲ့အဖွဲ့တွေစက်ကြီးကောက်တဲ့နေရာကိုစစ်တပ်ကဘုံကျဲလိုက်လို့ဗိုလ်ချုပ်ခွန်မော်ကရန်တွေ့နေတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မှိုင်းဝေနဲ့ Navy Telegram Channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒါ့အပြင်စက်တုံးမြို့မှာလက်ရှိနေနေတာ KI ရဲ့အဖွဲ့ပဲရှိတော့တယ်လို့ဖြန့်ဝေနေပါသေးတယ်။ဒီဖြန့်ဝေမှုနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကံပိုက်တီနယ်ဆက်ကုံသွေးရေးလမ်းမပေါ်က စတုံးမြို့ကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူတွေတေဆုံးခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြင်းပြစိတ်ချသတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်စစ်တပ်ဟာလူစီကားတဲ့စတုံးမြို့ရဲ့ဈေးနေရာကိုပိတ်မှတ်ထားပြီးလေးကျင်ဘုံကျဲချခဲ့တယ်လို့ကလေးနှစ်ယောက်အပါအဝင်ရှစ်ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးနောက်ပိုင်းမှာတေဆုံးသူအရေးအတွက်ထတ်တိုးလာတာမို့လို့၁၂ဦးတေဆုံးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားတာပါ ဒီလိုစရုံးမြို့ဘုံကျဲခံရလို့ကလေးတွေအပါဝင် ပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတာကို KIA ရဲ့ဖြည့်ကြားချက်အပြင်ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူသတင်းမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်စရုံးမြို့ဘုံကျဲခံရတဲ့နေရာဟာ KIA အဖွဲ့စက်ကြီးကောက်နေတဲ့နေရာမို့လို့စရုံးမှာပြည်သူတွေပဲရှိတော့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။စေအောင်စု lobby တွေဟာ စစ်တပ်ကဘုံကျဲလို့ပြည်သူတွေထိခိုက်ဒေဆုံးရခြင်းတွေမှာတည်ဆုံးသူတွေဟာတော်လှန်ရေးသမားတွေလို့ဖြန့်ဝေနေပေမဲ့တည်ဆုံးသူတွေထဲမှာကလေးတွေပါပါဝင်နေတာမို့လို့လိင်လေဖြန့်ဝေနေတာသိသားထင်ရှားနေပါတယ်။အွန်လိုင်းမှာဖြန့်ဝေမှုတွေများတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြင်းပြစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ PDF တွေကရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကြောင်းတိုက်ကိုရှော့တိုက်ဒုံးနဲ့ပစ်လို့ကိုရင်တွေပြန်လုံတော်မူတယ်ဆိုပြီးဖြန့်ဝေနေတာကိုစစ်စစ်ပေးပါမယ်။မိုင်းဝေ Telegram Channel ကနေအော်တိုဘားလ2ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီလိုပဲအာနာသိန်းစစ်တပ်ကလည်းထုတ်ပြန်ထားပါသေးတယ်။ဒီအကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာသခိုင်းတိုင်းရွှေဘုံမြို့နယ်တက္ကနန်းကျေးရွာကိုအော်တိုဘားလ2ရက်နေ့က စစ်အုပ်စုနဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့လို့လွတ်လပ်ပြင်းကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနေ့လယ်ပိုင်းမှာရွှေဘုံမြို့ကညနာရုံမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်အထိုင်စခန်းကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကျောင်းတိုက်ကိုကြောက်ရောက်ခဲ့ပြီး ိုရင်၄ပါးပြန်လည်တော်မူခဲ့တယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံတွေကမေးမြန်းပြီးသတင်းဌာနတွေမှာသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါအပြင်သတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာပြန်လည်တော်မူသွားတဲ့ကိုရင်တွေရဲ့နာမည်တွေနဲ့တကွာဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့် PDF တွေကရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကျောင်းတိုက်ကိုရှော့တိုက်ဒုံးနဲ့ပစ်လို့ကိုရင်တွေပြန်လည်တော်မူတယ်ဆိုတာဟာလူရဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။ စစ်တပ်လော်ဘီတွေဟာသတင်းအမှားတွေကိုလိုသလိုပြုတ်ပြင်ဖန်တီးပြီးဝါဒဖြန့်လိရှိတာမို့လို့အွန်လိုင်းသုံးဆဲသူတွေအနေနဲ့ပြန့်နှံ့မှုများတိုင်းမယုံလိုက်ဖို့တိုက်တွန်းလိုက်ရပါတယ်တောင်ကုန်းမြို့မှာဒေသခံတွေကသတင်းပေးလို့တင်နန်းပို့ချနေတဲ့အေအေဌာနချုပ်ကိုဘုံကျဲချိန်မုံလိုက်တယ်။ပြည်သူတွေကဝေးဝေးနေဆိုပြီးဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မြို့ချင်းမြန်မာအမွေစိန်သတင်းကဘာမင်းတင်ကြော်စွာ ကကဟန် Telegram Channel တွေနဲ့ဘာကောင် Facebook Account တက်မတော်ချစ်မြတ်နိုးသူများ Facebook Group Judy91454 TikTok Account တွေကနေဖြန့်ဝေနေတာဖြစ်ပြီးထပ်ဆက်ပြန်လည်မျှဝေသူတွေလည်းရှိနေပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာစစ်ကောင်စီဟာတောင်ကုန်းမြို့ကိုလေကြောင်းကနေဘုံကျဲချလိုက်တဲ့အတွက်တောင်ကုန်းမြို့ပေါ်ကတပ်ဦးဖုန်ကြီးကြောင်းပြက်စီးသွားတယ်လို့ TVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါဗျ။ဘုံကျဲချခံရတဲ့တပ်ဦးဖုန်ကြီးကြောင်ဟာအရင်ကစစ်တပ်ကတပ်ဆွဲခဲ့တဲ့ဖုန်ကြီးကြောင်ဖြစ်ပြီးရခိုင်တပ်တော် AA ကတောင်ကုန်းမြို့ကိုသိမ်းပိုက်ပြီးနောက်မှာပထမဆုံးအကြိမ်ဘုံကျဲချခဲ့တာလို့သတင်းတွေမှာဖော်ပြထားတာပါ။ဘုံကျဲချခံရတာနဲ့ပတ်သက်လို့တောင်ကုန်းဒေသခံကိုမေးမြန်းပြီးသတင်းဖော်ပြထားတာဖြစ်ပြီးဒီလိုဘုံကျဲချခံရတဲ့အတွက်မြို့ကန်တွေကစိုးရိမ်နေကြတယ်လို့ဖြေဆိုထားပါဗျ။ ဒါကြောင့်တောင်ကုန်းမြို့ဘုံကျဲခံရတဲ့နေရာဟာဖုန်ကြီးကြောင်းဖြစ်ပြီးအေးအေးဌာနချုပ်မဟုတ်တလို့မြို့ကန်တွေကဘုံကျဲခံရလို့စိုးရင်ပူပန်နေတာဖြစ်ပြီးမြို့ကန်တွေကသတင်းပေးလုံနေတယ်ဆိုတဲ့အချက်ဟာမှားရွေးနေပါတယ်။ဒါကြောင့်တောင်ကုန်းမြို့မှာဒေသခံတွေကသတင်းပေးလို့တင်နန်းပို့ချနေတဲ့အေးအေးဌာနချုပ်ကိုဘုံကျဲချိန်မုံလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ စစ်လော်ဘီ channel တွေဟာသတင်းတို့သတင်းအမှားတွေနဲ့ဝါဒဖြန့်တဲ့အခါမှာ social media platform မျိုးစုံကိုအုပ်စုဖွဲ့အသုံးချလာတာပဲဖြစ်ပါတယ်။ online user တွေအနေနဲ့ social media အစုံမှာတွေ့မြင်တိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြင်းပြစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာတွေနဲ့အရင်ဆုံးစစ်ဆေးကြည့်ဖို့အကြံပြုလိုက်ရပါတယ်။ င်ကင်ဆာပျောက်ဆေးနီးလို့ခေါင်းစဉ်တက်ထားပြီးဒူးရင်ဩစာအရွက်ကိုကြိုတောက်ရင်၅ရက်အတွင်းသိတာစွာတက်တာလိမ့်မယ်ဆိုပြီးဖြန့်ဝေနေမှုကိုစစ်ဆေးပေးပါမယ်။စာပေပုံဖွိုင်းဖွိုင်းစတဲ့ Facebook အကောင့်တွေကနေဖြန့်ဝေနေတာဖြစ်ပြီးထက်စစ်ပြန်လဲမျှဝေသူတွေလည်းများပြားနေပါဗျ။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာဒူးရင်ဩစာက ကင်ဆာဆဲပေါ်တက်ရောက်မှုရှိတာကိုတခွဲကန်းနဲ့တလေးဆန်တွေမှာစစ်ဆေးခဲ့လို့အောင်မြင်မှုတချို့ရှိခဲ့ပေမဲ့လူသားတွေပေါ်ကုသနိုင်တယ်ဆိုတော့တက်တယ်မရှိဘူးလို့ဆေးပညာရှင်တွေကပြောဆိုထားပါတယ်။ဒါအပြင်ဒူးရင်ဩဇာကိုကင်ဆာယောဂါတိုက်ဖျက်ဖို့အတွက်အသုံးမပြုဖို့လဲဆေးပညာရှင်တွေကတတိပေးထားပါသေးတယ်။ ဒူယင်ဩစာဟာလူသားတွေဖြစ်ပွားတဲ့ကင်ဆာရောဂါအပေါ်သက်ရောက်မှုရှိမရှိလေးလာမှုတွေမလုံဆောင်ရသေးတဲ့အတွက်ဘေးကင်းမှုရှိမရှိထိရောက်မှုရှိမရှိဆိုတာတတ်တည်မပြနိုင်သေးဘူးလို့လည်းဖော်ပြထားပါတယ်။ဒါအပြင်ဒီလိုဒူယင်ဩစာနဲ့ဆက်ဆက်ပြီးကင်ဆာရောဂါတွေပျောက်ကင်းတယ်ဆိုပြီးဖော်ပြနေတာဟာသတင်းအမှားဆိုတာကိုလည်းအချက်လက်စစ်ဆေးပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AFP ဖတ်ချက်ကလည်းသတင်းအမှားဖြစ်ကြောင်းစစ်ဆေးပေးထားပါသေးတယ်။ဒါကြောင့်တအိမ်ကင်ဆာဖြစ်ပွားတယ်လို့သိရှိတဲ့အခါမှာ စင်မီတိုတွေနဲ့ကုသမှုမပြုဘဲကျွမ်းကျင်ပညာရှင်တွေနဲ့သာတေချာတိုင်းမင်းကုသဖို့အကြံပြုလိုက်ရပါတယ်။ပါကစ္စတန်နိုင်ငံရဲ့လွှတ်တော်အစည်းအရုံးဝင်အတွင်အစည်းအဝေးကျင်းပနေစမှာပဲတာလီဘန်တွေဝင်ရောက်လာပြီး အစည်းအဝေးပြန်ရုပ်သိမ်းဖို့မရုပ်သိမ်းရင်ပြတ်တက်မယ်လို့ချိန်ချောက်တယ်ဆိုပြီးရုပ်သံဖိုင်တစ်ခုနဲ့ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။တစင်ဦးနဲ့ရဲဘငိမ်း Telegram Channel တွေကနေအော်တိုဘာလတရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာဖြန့်ဝေနေတဲ့ရုပ်သံဖိုင်ဟာလက်တလောဖြစ်ပွားခဲ့တဲ့ရုပ်သံဖိုင်မဟုတ်ဘဲ2025ခုနှစ်ဇူလိုင်လ28ရက်နေ့ကတာရှကရာအဝတ်အမည်နဲ့ Facebook အကောင့်မှာတင်ထားတဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။ ဒါအပြင်ဒီရုတ်တံဖိုင်ဟာလည်းပါကစ္စတန်နိုင်ငံရဲ့လွှတ်တော်အစည်းအရုံးဝင်းအတွင်းမှာရိုက်ကူးထားတာမဟုတ်ပဲကာရာချီတက္ကသိုလ်မှာပြုတ်လုခဲ့တဲ့ဆွေးနွေးပွဲအတွင်းဖြစ်ပျက်ခဲ့တာလို့ကပ်ရှင်မှာရေးသားထားပါတယ်ဒါအပြင်ရိုးရာပက်ထွန်းဝစ်စုံကိုဝစ်စင်ပြီးအကြံဖတ်တဲ့ပုံစံလှုပ်ဆောင်တဲ့အတွက်ကြောင့်လူမျိုးတစ်မျိုးလုံးကိုစော်ကားတာဖြစ်တယ်လို့ရေးသားထားပါသေးတယ် ဒီဗီဗီဖတ်ချက်အနေနဲ့ပါကစ္စတန်ရုံသုံးဘာသာစကားဖြစ်တဲ့ Urdu ဘာသာနဲ့ရေးသားထားတဲ့စာကို Gemini AI မှာဘာသာပြန်ဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကာရာချီတက္ကသိုလ်မှာယဉ်ကျေးမှုကိုစားပြုနေကိုကျင်းပခဲ့ပြီးចောင်းသားတွေက Pashton ယဉ်ကျေးမှုကိုတရုတ်ပြရမှာလက်နက်အတုတွေကင်ဆောင်ခဲ့လို့ online မှာပြင်းထန်တဲ့ဝေဖန်အငင်းပွားမှုတွေဖြစ်ပေါ်နေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒါအပြင်ចောင်းသားများအနေနဲ့ အကျန်းဖတ်မှုကိုအားပေးတာမဟုတ်ပဲမိမိကိုယ်ကိုကာကွယ်ရေးအတွက်လက်နက်ကင်ဆောင်တာဟာပက်စတွန်တို့ရဲ့ရိုးရာဒလေးဖြစ်တာကို ပြသဖို့ရည်ရွယ်ခဲ့တာလို့ဖော်ပြထားပါတယ်။ဒါကြောင့်လက်နက်ကင်တွေလူအများကြီးဝင်ရောက်လာတဲ့ရုပ်တံဟာကာရာချီတက္ကသိုလ်ရဲ့ယဉ်ကျေးမှုကိုစားပြုနေအခမ်းအနားရဲ့တရုတ်ပြတိစက်မှုတစ်ခုသာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော်အစည်းအရုံးဝင်းအတွင်းအစည်းအဝေးကျင်းပနေစဉ်မှာပဲတာလီဘန်တွေဝင်ရောက်လာပြီးအစည်းအဝေးပြန်ရုပ်သိမ်းဖို့မရုပ်သိမ်းရင်ပြစ်တတ်မယ်လို့ချင်းချောက်တဲဆိုပြီးဖြန့်ဝင်နေတာဟာတရင်အမှားပဲဖြစ်ပါတယ်။အွန်လိုင်းယူသုံးပြုသူတွေအနေနဲ့ရုပ်တံဖိုင်တွေနဲ့အတူဖြန့်ဝင်နေတိုင်းလည်းမယုံကြည်ရဘူးဆိုတာဒီဖြစ်ရပ်ကမိမောင်းထုတ်ပြနေပါတယ်။ဒါကြောင့်အွန်လိုင်းပေါ်ကပြန့်နှံ့မှုတိုင်းကိုတထစ်ချမယုံကြည်ဖို့တိုက်တွန်းလိုက်ရပါတယ်။ ဆင်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထဲမှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆက်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချင်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DVB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုက်ရင် Fact Check ကြပါလို့သတင်းစကားပါရင်းနဲ့ DVB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။